အခုလိုအကြောင်းရင်းကြောင့်ဂျပန်နိုင်ငံမှာနာမည်ကြီးနေတဲ့မြန်မာလူရှင်တော်ကြီးဥပေလူဝပရိသတ်ပြန်အားလုံးပဲမြင်လာပါရှင့်ဆယ်လင်းစင်တာ page ကနေပြည်လဲကြေစုလိုက်ပါတယ်အခုလက်တလောဂျပန်နိုင်ငံရဲ့ social media တွေသတင်း media တွေမှာပါနာမည်ကြီးပြီးတော့အရန်ကိုလူပြောများနေတယ်မြန်မာနုပညာရှင်တအူးရှိနေပါတယ်ဒီလိုပြောလိုက်ရင်ပရိသတ်ကြီးကဂျပန်မှာနာမည်ကြီးနေရဆိုတော့အခုကိစားနေတဲ့ model မလေးတွေလောက် ဒါမမဟုတ် K-pop, J-pop လို့ဘွိုင်းဘန်တွေတဲကမြန်မာလူငယ်တယောက်ယောက်လာဒါမမဟုတ်ရုပ်ချောတဲ့ထိတ်တန်းမင်းသားမင်းသမီးတွေတဲကတယောက်ယောက်လာလို့ထင်နေနိုင်ပါတယ်။ဒါပေမဲ့အလုံးထင်ကြတာနဲ့လုံးဝကိုစန့်ကျင်ဘက်ပါပဲ။အခုဂျပန်နိုင်ငံမှာနာမည်ကြီးနေတဲ့အနုပညာရှင်ကတော့ကျမတို့မြန်မာပြည်သက်တွေရဲ့အချစ်တော်ဝါရင်ကနဝင်းလူရှင်တော်ကြီးဟာသာတယောက်ဆောင်ကြီးဥပေလူဝါပဲဖြစ်ပါတယ်။အလုံးသိကြတဲ့အတိုင်းပဲလူရှင်တော်ဥပေလူဝါဆိုတာကတော့ကျမတို့ပြည်သက်တွေကိုဆယ်စုနှစ်ပေါင်းများစွာအမြဲတမ်းပျော်ရွှင်ရင်မောစေခဲ့တဲ့ ်ဝါရဲ့ကဏ္ဍဝင်အနုပညာရှင်ကြီးတယောက်ပါသူရဲ့အနုပညာလမ်းကြောင်းကိုကြည့်မယ်ဆိုရင်ဇက်သပင်လောကကနေတဆင့်ပရိသတ်ရဲ့အားပေးမှုတွေကိုရရှိခဲ့ပြီးတော့နောက်ပိုင်းမှာရုပ်ရှင်နဲ့ဗီဒီယိုဇက်ကားကြီးတွေမှာပါသူရဲ့ပြောင်မြောက်တဲ့ဟာသတရုပ်ဆောင်ချက်တွေနဲ့ပရိသတ်တွေကိုအကောင်ဆုံးဖျော်ဖြေခဲ့ရပါဥပိ္ပလူဝရဲ့ဟာသတွေကစကလုံးတွေအများကြီးမလိုပါဘူး သူရဲ့မျက်နှာအမှုရာသူရဲ့ကိုဟန်အမှုရာသူရဲ့တရုပ်ဆောင်ချက်တွေကပဲမြင်ရတဲ့သူတိုင်းကိုပိုင်းနှိပ်ပြီးတော့ရေရစီလောက်တဲ့ထိစွမ်းဆောင်နိုင်တဲ့သူပါဒါပေမဲ့ဝမ်းနေစရာကောင်းတာကတော့အခုချိန်မှာလူရှင်တော်ကြီးဥပိလူဟာကကျမ်းမာရေးအခြေအနေကြောင့်အမှုပညာအလုပ်တွေကိုလုံးဝရပ်နားထားရတာဖြစ်ပါတယ်သူဟာလေးဖြတ်ထားတာကြောင့်အသိဉာဏ်မှာဆုံးရှုံးတဲ့ထိဖြစ်ခဲ့ရပြီးတော့အမှုပညာအလုပ်တွေဘလို့မှမလုံးနိုင်တော့ပါဘူးသူရဲ့အမှုပညာပေါ်ရေးတွေကိုကျမတို့ပရိသတ်တွေကနှမျောတသားဖြစ်စွာနဲ့အမြဲတမ်းတရိယာနေကြရတာပါဘူး ဥပိလူဝတယောက်ဂျပန်နိုင်ငံမှာနာမည်ကြီးနေရတဲ့အကြောင်းရင်းကတော့တချင်းတပုတ်ကနေစတယ်လို့ဆိုရပါမယ်။အဲ့ဒါကတော့ဂျပန်နိုင်ငံရဲ့နာမည်ကြီး TY Band အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Federis အဖွဲ့ရဲ့ဥလူဆိုတဲ့တချင်းမှဒီတဲ့ချင်းက TikTok platform ပေါ်မှာကဘာတဝမ်း trend ဖြစ်လာခဲ့ပါတယ်။ဒီလို trend ဖြစ်လာချိန်မှာပဲကျမတို့မြန်မာနိုင်ငံကတီထွင်ညာရှိတဲ့လူငယ်တွေ TikTok creator တွေကဒီဥလူတချင်ရဲ့အနောက်ခံဒေသနဲ့ဥပိလူဝတယောက်ဆောင်ချတဲ့ရုပ်ရှင်ဇာတ်ကားတွေကဇာဝင်ငန်းတစ်ခုကိုပေါင်းဆက်ပြီးတော့ meme template တစ်ခုကိုလုပ်ခဲ့ရပါအဆိုပါဇာဝင်ငန်းကတော့ပရိသတ်ကြီးမမီကြောင်းမဲမင်းသားခန့်စီသူမင်းသမီးခိုင်သိန်းကြည်တို့နဲ့အတူဥပိလူဝပါဝင်တယောက်ဆောင်ချတဲ့ရွှေတရားမောင်တစ်စိတ်ဆိုတဲ့ဇာတ်ကားတွေကဇာဝင်ငန်းပဲဖြစ်ပါတယ်အဲ့ဒီဇာဝင်ငန်းအစမှာဥပိလူဝဟာလဖဲ့ဆိုင်မှာအင်မတန်မှရင်းရင်းကျေးကျေးနဲ့ လူကြီးလူကောင်တယောက်လိုလက်ဖက်ရည်တောင်းနေခဲ့ရပါဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲသူကရင်နွေးကျန်းထင်ပြီးတကယ်တော့အယ်ကိုဟောတွေထည့်ထားတဲ့ရင်နွေးကျန်းခွက်ကိုမှာတောင်းမိလိုက်ပါတယ်အဲဒီနောက်မှာတော့ပရိသတ်ကြီးမြင်ယောင်မိမှာပါရင်ကျင်းနေရကနေရုတ်တရက်မျက်နှာအမူအရာတွေပြောင်းသွားပြီးတဆိုင်လုံးကိုဖိအိုဖျဲဖြစ်အောင်အသက်ကုန်တောင်းကျန်းတော့တဲ့ဟာတောင်းဇဝင်ခဲမှာပဲဒီလိုအေးစေးတည်ငြိမ်ရကနေရုတ်တရက်ပောက်ကွဲထွက်သွားတဲ့ဇဝင်ခဲရဲ့ပုံရိပ်ကဂျပန်သချင်းဥလူရဲ့တည်ငြိမ်ရကနေဘစ်အပြင်းစားကိုကူးပြောင်းသွားတဲ့စီကျန်းနဲ့ ထပ်တူကြာသွားပါတော့တယ်။ဒီလိုဇောင်းဝင်ကန်တဲ့ဂျပန်သချင်းဥလူတို့ကလိုက်ဖက်ညီလောနာအကြောင်းမြန်မာနိုင်ငံက TikTok community မှာအရင်ဆုံး viral ဖြစ်ခဲ့ပြီးတော့နောက်ဆုံးမှာတော့ဒီ trend ဟာဂျပန်နိုင်ငံရဲ့ TikTok community စီကိုပေါ့ကူးဆက်သွားခဲ့ပါတယ်။ဂျပန်လူမျိုးတွေကသူတို့နိုင်ငံရဲ့နာမည်ကြီးသချင်းနဲ့ဗေးနိုင်ငံကမှမသိတဲ့ဒီလူရှင်တော်ကြီးရဲ့မျက်နှာအမှုရောက်တရုတ်ဆောင်ချက်တွေကအဝင်ခွင့်ကျဖြစ်နေရကိုတွေ့ပြီးအယံကိုသဘောကျသွားကြတာပါ။ဒါကြောင့်ဒီလူကြီးဘယ်သူလဲဆိုပြီးလိုက်လံရှာဖွေကြရင်ကနေအခု းဆိုရင်တော့ဂျပန်နိုင်ငံကမီဒီယာတွေမှာပါမြန်မာလူရှင်တို့ဥပဒေလိုအဆိုပြီးတက္ကသနာဖော်ပြတာခံနေရပါတယ်။ တာဟာအနုပညာဟာဘာသာစကားမလို့ဘူး။နယ်နိမိတ်တွေမလို့ဘူးဆိုတာကိုသက်သေပြလိုက်တာပါပဲ။ဥပိ္ပလူဝတယောက်ကျမ်းမာရေးမကောင်းဖြစ်နေချိန်မှာသူ့ရဲ့အနုပညာကသူ့ကိုစားနိုင်ငံတကာထိသွားရောက်ပြီးတော့လူတွေကိုပျော်ရွှင်မှုတွေပေးနေတုံပါပဲ။ပရိသတ်တို့ရောဂျပန်မှာနာမည်ကြီးနေတဲ့ကျမတို့ရဲ့အချစ်တော်ဥပိ္ပလူဝနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်လေးတွေဘယ်လိုရှိလဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်နော်။ကျေးဇူးပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။